This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ70.3 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ71.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများပေါင်းတဘာဝပြီးဆရာနာရှင်ဘီရောမကင်ဝေးပြီး ကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဖွဲ့သားများမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းအစီအစဉ်များစတင်ထုတ်လွှင့်ပေးပါရမရှင်။ ပထမဆုံးစွာ Radio NUG ရဲ့စီးရီးသတင်းကောက်နှုတ်ချက်များကိုနှွေဦးနိုင်မှတင်ဆက်ပေးမှာဖြစ်ပါရရှင်။မင်္ဂလာပါခင်ဗျာ။အခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ကျွန်တော်ကတော့နှွေဦးနိုင်ပါ။ အခုပထမဆုံးတစ်ပုဒ်အနေနဲ့ဒဇယ်မြို့နယ်ကန်ထူမရွာကိုအကြမ်းဖက်ဆီအုပ်စု၄ချောင်းကနေတိုက်ခိုက်မှုဖြစ်စဉ် NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှအသေးစိတ်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဒဇယ်မျိုးနယ်ကန်ထူမရွာကိုအကြမ်းဖက်ဆီအုပ်စုမှ လေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ်အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှအသိစိတ်ထုတ်ပြန်ထားပါရယ်စကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ဒဇယ်မျိုးနယ်ကန်ထူမရွာကိုအကြမ်းဖက်ဆီအုပ်စုကစက်တင်ဘာလ26ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းကနေဂျက်ဖိုင်တာနဲ့ပေါင်900ဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာကြောင့်အပြင်းမဲ့အရက်သားပြည်သူ17ဦးသေဆုံးပြီးတော့ကိုဦးတန်ရာရခဲ့ကြောင်းဒီသားကန်နဲ့လူခွင့်ရေးတာဝန်ခံတွေကအတီးပြူသတင်းထုတ်ပြန်ထားပါရီ ဒဒဟူးလီတက်ကနေတက်လာတဲ့အကြပ်ဖက်စစ်အုပ်စုရဲ့ Jet Fighter ဟာကန်တူးမရွာအနီးမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကလီဝါမျိုးကိုပတ်ပြီးတော့အပြန်မှလေကြောင်းကနေဘုံကျေချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဂျက်ဖိုက်တာဟာကန်ထူမရွာအနောက်ဘက်ချမ်းမှရှိတဲ့ဓာတ်ဆီဆိုင်အရှိကပြည်တော်စုလမ်းမကြီးအနီးကိုပေါင်900ဘုံတလုံးကျေးချခဲ့တာဖြစ်ပြီးတော့အနီးနားမှာရှိတဲ့အပြစ်မဲ့အရက်သားတွေထိခိုက်သေးဆုံးခဲ့ရတာဖြစ်ပါတယ်။အပြစ်မဲ့အရက်သား71ဦးဟာပြင်းထန်ဒဏ်ရာရနဲ့သေဆုံးခဲ့ပြီးတော့9ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်အဆောက်အုံ3လုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ အကြံဘက်စီအုပ်စုဟာမတရားအာဏာလုယူပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဇက်တိုက်လုပ်ခဲ့ပြီးတော့လက်ရှိမှာလေတရားမဝင်ရွေးကောက်ပွဲတရက်ဖြစ်ဖို့ကြိုးပဲ့နေချိန်ဖြစ်ပြီးအရက်သားတွေအပေါ်ဥတီတဲ့အကြံဘက်မှုတွေအားလည်းပုံမှုမြင့်တက်လာခဲ့တယ်လို့လူ့ခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြောင်မင်းမျိုးနယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကော်မရှင်တပ်ကအစိမ့်ငွေဘုံအပါဝင် လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် တအောင်ပြည်တက်မဟာနှင့်နေမြေကြောင်မင်းမြို့နယ်လုံဝဲကျေးရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းဖြင့်ဘုံ30လုံးနဲ့အစိမ့်ငွေဘုံ3လုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့တယ်လို့ TNL ကအတည်ပြုထုတ်ပြန်ထားပါရယ်စစ်ကော်မရှင်တပ်ဟာလုံဝဲကျေးရွာအတွင်ဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ပါရယ်စစ်ကော်မရှင်တပ်ရဲ့အစိမ့်ငွေဘုံကျေးချမှုကြောင့်တအောင်တက်မတော်တပ်ဖွဲ့များမှမူဝေချင်းအော့အန်ချင်းမအီမတာဖြစ်ချင်းမောပန်းချင်းအသက်ရှူမြန်ဆန်ချင်းလက္ခဏာများ ဖြစ်ပေါ်စေခဲ့ပြီးတော့ယခုအချိန်မှာတပ်ဖွဲ့ဝင်3ဦးမှဆေးရုံမှာဆေးကုသမှုခံယူနေကြတယ်လို့သိရပါတယ်။အလားတူစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီခွဲအချိန်မှာနမ်ဆော့ကျေးရွာမှာရှိတဲ့ပြည်သူလူထုများတီရှိရာကိုရွေကျက်ရှိရှိဥတီပြီးတော့လေကြောင်းဖြင့်ပေါင်250ဘုံးတလုံးနဲ့ က်နက်ကြီး6လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးရဲ့ညာချီကိုထိမှန်တန်ရာရရှိခဲ့ပြီးတော့ပြည်သူလူထုများ စိုက်ပျိုးထားတဲ့ပြောင်မှုကင်းများလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီမြန်မာလက်နက်ဝယ်ယူရေးကွန်ရက် Barmis Arms Procurement Network မှာပါဝင်တဲ့မြန်မာကုမ္ပဏီများအားအမေရိကန်အစိုးရကပိတ်ဆို့အရေးယူတဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာလက်နက်ဝယ်ယူရေးကွန်ရက် Barmis Arms Procurement Network မှာပါဝင်တဲ့မြန်မာကုမ္ပဏီများအားအမေရိကန်အစိုးရကပိတ်ဆို့အရေးယူခဲ့တယ်လို့သတင်းရရှိပါတယ်။ ရိုင်ယရှွန်းလက်ကုမ္ပဏီလီမိတက်ရိုင်ယရှွန်းလက်ဟာ2022ခုနှစ်မှာမြန်မာစစ်တပ်အတွက် KOMID နဲ့ပထမဆုံးအကြိမ်လက်နက်ရောင်းဝယ်မှုစစ်ဆက်ပြီးခဲ့တဲ့မြန်မာလက်နက်ဝယ်ယူရေးကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ KOMID အတွက်အယောင်မြင့်တင်မှုများပုံမှုလုံဆောင်နိုင်ရန်အတွက်ရိုင်ယရှွန်းလက်မှဝန်ထမ်းဖြစ်သူကျော်သူမျိုးမြင့်နဲ့အမှုဆောင်အရာရှိချုပ် CEO တင်မျိုးအောင်တို့ဟာ2023ခုနှစ်နှောင်းပိုင်းကစပြီးတော့ KOMID ကိုယ်စားလှယ်များနဲ့စီးပွားရေးအစည်းအဝေးများစွာပြုလုပ်ရန်တရုတ်နိုင်ငံကိုတွားရောက်ခဲ့ကြပါတယ်။ရိုင်ယေရှွန်းလက်ဝန်ထမ်းများဟာမြန်မာကိုယ်စားလှယ်အဖွဲ့မြောက်ကိုရီးယား DPRK တို့ သွားရောက်နိုင်ရန်ဗီဇာလျှောက်ထားရန်အတွက်ပေကျင်းမြို့ကိုသွားရောက်ခဲ့ကြကပေကျင်းမြို့မှာရှိတဲ့ KOMID ဒုတိယကိုယ်စားလှယ်ဖြစ်သူခင်ယုံကျူးဟာအခြားသော KOMID ကိုယ်စားလှယ်များတင့်မျိုးအောင်နဲ့ကျော်သူမျိုးမြင့်တို့နဲ့ပူးပေါင်းပြီးတော့ရိုင်ယယ်ရှွန်းလဲကနေတဆင့်မြမလီတက်အတွက်ဘုံများနဲ့ဝေဟင်စောင့်ကြည့်ပစ္စည်းများအပြင်လေချောင်းသုံးပုံးလမ်းညွန်ကရိယာ Area Bone Guidance Case နှစ်မျိုးရောင်းချရန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည် KOMID ဟာရိုင်ယယ်ရှုံးလက်ရဲ့လက်နက်နဲ့ဆက်ဆက်ပစ္စည်းများမှာယူမှုကိုအတီးပြုတ်နိုင်ရန်နဲ့စမ်းသပ်နိုင်ရန်အတွက်လေကြောင်း၃ပုံးလမ်းညွန်ကရိယာနမူနာများကိုရိုင်ယယ်ရှုံးလက်သို့ထောက်ပံ့ပေးခဲ့ပြီးတော့အောင်ကိုကိုဦးဟာရိုင်ယယ်ရှုံးလက်ရဲ့ဒရိုက်တာတဦးဖြစ်ပါသည်ရိုင်ယယ်ရှုံးလက်နဲ့ကျော်သူမျိုးမြင့်တို့ကိုအုပ်ချုပ်ရေးအမိန် EO 13551အရာမြောက်ကိုရီးယားနိုင်ငံမှာလက်နက်သို့မဟုတ်ဆက်ဆက်ပစ္စည်းများ တင်သွင်းခြင်းတင်ပို့ခြင်းဒို့မဟုတ်ပြန်လည်တင်ပို့ခြင်းတို့နဲ့သက်ဆိုင်တဲ့လေ့ကျင့်မှုအကြံဉာဏ်ပေးခြင်းတို့မဟုတ်အခြားသောဝန်ဆောင်မှုတို့မဟုတ်အကူအညီများတိုက်ရိုက်ဖြစ်စီတွေ့ဝိုင်းရဖြစ်စီပေးအပ်ရန်ကြိုးပမ်းခြင်းတို့မဟုတ်ငွေကြေးအယောင်အဝယ်များပြုလုပ်ခြင်းတို့အတွက်တတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။ရိုင်ယရှွန်လဲနဲ့ကျော်သူမျိုးမြင့်တို့ကိုမြမစည်းပွားရေးရဲ့ကာကွယ်ရေးကဏ္ဍမှာပါဝင်ပတ်သက်နေမှုကြောင့် EO 143914အရာပါ ထပ်မံတက်မှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရိုင်ယယ်ရှွန်လေးဟာ2024ခုနှစ်အောက်တိုဘာလမှာကနေဒါနဲ့ United Kingdom တို့ကတက်မှတ်ချင်းခံရပြီးတော့2023ခုနှစ်ဒီဇင်ဘာလမှာဥရောပတက်မှတ်က European Union ကလည်းတက်မှတ်ခဲ့ပါရခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီကပေးပို့ထားတာဖြစ်ပါရခင်ဗျာ။ စီးရီးသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်။အခုပြည်တွင်းသတင်းများကိုကျမပူပူမှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မင်္ဂလာညချမ်းပါရှင်။အခုချိန်ကစပြီး2025ခုနှစ်စက်တဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျမကတော့ပူပူပါ။ပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့ အကြမ်းဖက်စစ်ကော်မရှင်သည်ငြိမ်းချမ်းစွာရပ်ဖက်အုံပြုရန်ဟူသောအမိတက်၍နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံ၏ပူးပေါင်းလှုပ်ဆောင်မှုများတွန်းမြင့်ဆောင်ရွက်လာကြောင်းတမ်မတ်ကြီးဦးတော်မိုးထွန်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအထွေထွေညီလာခံ၏အပြည့်အစုံရာနျူကလ িয়ার လက်နက်အလုံးစုံတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ် High Level မျက်နှာဆုံး၏အစည်းအဝေးကိုစက်တင်ဘာလ26ရက်နေ့တွင်နယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးတော်မိုးထွန်းကတက်ရောက်ပြောကြားခဲ့ပါသည်။ နျူကလ িয়ার လက်နက်တိုက်ဖြတ်ရေးအစီအစဉ်များတိုးတက်မှုမရှိခဲ့သည့်အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်သည်မြန်မာပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိနေကြောင်းဒါ့အပြင်တစ်ချိန်တည်းတွင်တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည်အန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်းဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖက်အသုံးပြုရန်ဟူသောအမည်တပ်၍နျူကလ িয়ার လက်နက်ပိုင်းနိုင်ငံကြီးတနိုင်ငံ၏ပူးပေါင်းလှုပ်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်လာနေကြောင်းရှင်းလင်းစွာပြောကြားရပါက မြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရိုးရင်းမှုတဲ့သို့တွန်းချခဲ့သောစေအုပ်စုသည်ငြိမ်းချမ်းသောအရက်ဖက်အတုံးပြုမှုအတော်နျူကလ িয়ার နည်းပညာကိုအတုံးပြုလိုက်မည်မဟုတ်ကြောင်းပြည်သူပြည်သားများပေါ်လွန်စွာဆိုးရွားသောဆီယာဆွဲမှုများကျူးလွန်နေသောစေအုပ်စုသည်အရက်ဖက်စစ်ပတ်နှံ့မျိုးအတုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖက်အတုံးပြုမှုအတွက်သာဆောင်ရွက်လိုက်မည်မဟုတ်ပါကြောင်းတမတ်ကြီးကပြောပါတယ်။ နျူကလ িয়ার လက်နက်အသုံးပြုခြင်းမှလုံခြုံစိတ်ချစွာကာကွယ်နိုင်ရန်အတွက်တခုတည်းသောထိရောက်နိုင်တဲ့နည်းလမ်းမှာနျူကလ িয়ার လက်နက်အားလုံးကိုအပြည့်အဝဖျက်သိမ်းရေးသာဖြစ်သည်ဆိုသည့်မြန်မာနိုင်ငံရည်တူချက်ကိုထပ်မံအတည်ပြု၍လည်းတာမတ်ကြီးကပြောကြားခဲ့ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မြို့သားညညရေးဆိုရကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်တီဥတော်မိုးထွန်း ਨੇ ကိုရီးယားနေတော်လန်ပြည်သူများတွေ့ဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးတော်မိုးထွန်းနဲ့ကိုရီးယားရောက်တော်လန်ပြည်သူများတွေ့ဆုံပွဲကို2025ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာကျင်းပခဲ့ပါတယ်။တွေ့ဆုံပွဲမှာတမ်မတ်ကြီးကစူပေါင်းလှောက်ဆောင်နိုင်ခြင်းဟာအောင်မြင်ဖို့ရန်ဖြစ်ကြောင်းယခုနှစ်ကုလသမဂ္ဂကိုယ်စားလှယ်တပ်မတ်ရေးကိစ္စအခြေအနေစစ်ကောင်မရှင်လုံးမြေရွေးကောက်ပွဲကြောင့်ဖြစ်လာနိုင်မည့်အခြေအနေနိုင်ငံတကာဆက်ဆံရေးအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြီးနောက်တက်ရောက်လာသူတော်လန့်ပြည်သူများ၏မေးမြန်းမှုများနဲ့ဆွေးနွေးချက်များကိုတာမတ်ကြီးကပြန်လည်ဖြေကြားဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါရရှင်။အခုဆက်လက်ပြီးတော့လက်ရှိဖွဲ့စည်းထားတဲ့ CDM အဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်နိုင်မယ့်ကဏ္ဍများကိုဆွေးနွေးခဲ့တဲ့တွင်တင်ဆက်ပေးပါမယ်။ဒေသအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲကိုယမန်နေ့ညနေမြန်မာစံတော်ချိန်ညနေ၄နာရီချိန်မှာ Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါစည်းဝေးမှာဒေတာခြေပြုဖွဲ့စည်းထားတဲ့ CDM နိုင်ငံဝင်တဲ့အဖွဲ့အစည်း၅ခုမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးတဝူးချင်းအပြန်အလှန်မိတ်ဆက်စကားပြောကြခြင်း လက်ရှိဖွဲ့စည်းထားတဲ့ CDM အဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်နိုင်တဲ့ကဏ္ဍများကိုဆွေးနွေးခြင်းဒေတာအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများစုစည်းနိုင်သည့် platform တစ်ခုပေါ်ပေါက်လာရေးကိစ္စများကိုဆွေးနွေးခြင်းနှင့်ပြည်သူ့နေဦးတော်လှန်ရေးတွင် CDM နိုင်ငံဝန်ထမ်းများ၏အခမ်းကဏ္ဍများကိုပြန်လည်မြင့်တင်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။အဆိုပါဒေတာအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများတွင်မွန်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSD မွန်ကရင်ပြည်နယ်နိုင်ငံဝန်ထမ်း CDM ကော်မတီ KCDM ကချင်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ KSCC SC မန္တလေးဒေသအကြမ်းမဖက်အာဏာဖီဆိုင်၏အဖွဲ့ MCDMO နှင့်သကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC SFU တို့ပါဝင်ပြီးတွစ်ဆုံဆွေးနွေးပွဲကိုညနေ6နာရီချိန်တွင်အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါရရှင်။အနည်းမခံမြင့်တန်ကမ်ပိန်းဝင်းရံပေးဖို့တရုတ်ဆောင်မင်းမော်ကွန်တိုက်တွန်းတဲ့တင်ကိုတင်ဆက်ပေးပါဦးမယ်။ အနည်းမခံမြင့်တန်ကမ်ပိန်းသိမ်းညာကမ်ပိန်းလေးကိုကူညီကြပါအောင်လို့တရုတ်ဆောင်မင်းမော်ကွန်ကဆိုထားပါတယ်။မြင့်တန်ဖြိုင်စစ်ဌာနနဲ့မြင့်တန်ဖြိုင်ကုကယ်ရေးလက်အောက်ရှိတရင်တပ်ဖွဲ့များအတွက်လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေနဲ့ဒဏ်ရာရရှဲဖို့တွေအတွက်စီးဝါရိတ်ခါတွေပံ့ပိုးပေးဖို့ရည်ရွယ်ပြီးအ धिक အားဖြင့်ရန်ကုန်မန္တလေးနေပြီးတော့ဆက်သွယ်ထားတဲ့မဟာဗျူဟာမြောက်ဂိတ်ပါကိုဖြတ်တောက်ရေးနေမြေစိုးမှုရေးတို့အတွက်လည်းရည်ရွယ်ထားတဲ့ကမ်ပိန်းလေးဖြစ်တယ်လို့သိရပါတယ်။ထောက်ပို့ပြည်သူရဲ့အလှူငွေဟာမြင်းတန်ခိုင်ကိုကာကွယ်ပေးနေတဲ့စစ်ဌာနအတွက်ဒဏ်ရာအကျိုးရှိစေမှာဖြစ်တယ်လို့ တော်လန်ရဲရဲ့ကြီးမားတဲ့အောင်မြင်မှုကိုအထောက်ပံ့ဖြစ်လို့ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းလို့ဆိုထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့အိမ်ပြန်လန်းအတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြခင်စတင်မဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။အိမ်ပြန်လန်းအတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြခင်စတင်ပြီဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ ARD ထောက်ဖို့အသင်းကစက်တင်ဘာလ29ရက်နေ့မှာဖော်ပြပါရယ် အိမ်ပြန်လမ်းတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြာခင်မှာစိတ်ဝင်စားဖွယ်ကန်ဆယ်မဲ့အစီအစဉ်လေးပြုလုပ်သွားဖို့ရှိပြီးအသေးစိတ်အချက်လက်များကို page မှာတက်ဆင်ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်းတော်လန်ထောက်ဖို့ပြည်သူများကိုသတင်းကောင်းပါအပ်ပါတယ်လို့ဆိုထားပါတယ်အပြည်ပြည်ဆိုင်ရာအေယာဝတီထောက်ပို့အသင်းဟာစက်တင်ဘာလမှာပြည်ပြင်ထောက်ပို့ရာမှာအမှတ်29ဂျူဟာတို့ချက်ဆဲသိန်း B4P21809 ခွဲနှစ် drone project တို့ချက်ဆဲသိန်းတိုင်းပကဖတို့ချက်5သိန်းရေတီမြို့နယ်ပကဖတို့ချက်5သိန်း လေးမျက်နှာမြို့နယ်ပကဖာတို့ကြက်၅သိန်းအမှတ်29ဘျူဟာလေးကျင်ရင်ဌာနမြေပြင်ဆက်သွယ်ရေးတို့ကြက်သိန်း20ထောက်ပို့ခဲ့ကြပါရရှင်။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမပေးပို့ထားတာဖြစ်ပါရရှင်။ရေဒီယိုအန်ယူဂျီမှာဆက်လက်အတန်းလှည့်ပေးနေပါတယ် ီနေ့နဲ့မနေ့ပြန်အတွက်မိုးလေဝသခံမှန်းချက်ကိုတော့အရီမတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။မင်္ဂလာပါရှင်။မိုးလေဝသအခြေအနေခံမှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံလေးဟာအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလာမယ့်အောက်တိုဘာလ၁ရက်နေ့ခန့်မှာလီဘီယာနဲ့ရေဝံတစ်ခုဖြစ်ပေါ်နိုင်ပါတယ် ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းဘူအလွိုင်ဟာယမန်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းနှင်းမိုင်ကိုဖျက်ချော်ဝင်ရောက်ခဲ့ပြီးကုန်းနှင်းမိုင်မုန်တိုင်းအဖြစ်လာအိုနိုင်ငံအလယ်ပိုင်းကိုဆက်လက်ဖျက်ချော်နိုင်ပါတယ်။အဆိုပါကုန်းနှင်းမုန်တိုင်းဟာစက်တင်ဘာလ30ရက်နေ့မနက်ပိုင်းမှာမြန်မာနိုင်ငံအရှိတ်ဘက်ခြမ်းမှာအားပြော့ပြက်ပြေးသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မိုးချီနေကတော့အနောက်ဘင်္ဂလားပင်လယ်ော်ကလီဘီးယားနဲ့ယမန်ရဲ့အရှိန်ကြောင့်လကောက်မြန်မာနိုင်ငံအရှိတ်ဘက်ခြမ်းကမုန်တိုင်းအကျဉ်းကျန်ဆဲတွေကြောင့်လကောက်မြန်မာနိုင်ငံအနေနဲ့အနှံ့ပြားမှာမိုးသည်ထန်စွာရွာသွန်းနိုင်ပါတယ်။ အထူးသဖြင့်စက်တင်ဘာလ29ရက်နေ့နဲ့30ရက်နေ့ဒီမှာရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကယင်းပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။အော်တိုဘားလာတရက်နေနဲ့နှစ်ရက်နေတွေမှာကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယင်းပြည်နယ်၊ကယင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။အော်တိုဘားလာ၄ရက်နဲ့၅ရက်နေတွေမှာမိုးအားပြန့်လဲလျော့နေသွားနိုင်ပါတယ်။ အခုရတဲ့တပတ်တွင်မိုးသည်ထန်နိုင်တဲ့အခြေအနေရှိတဲ့အတွက်မြေကြီးကြီးချင်းလျက်တပြက်ရေလွှမ်းမှုချင်းတောင်ကျချောင်းရေရှမ်းချင်းနဲ့မြေပြိုချင်းအနေရီတွေကိုအထူးသတိပြုပြီးကြိုတင်ရှောင်ရှားနိုင်ကြဖို့အကြံပြုအပ်ပါတယ်။အခုဆက်လက်ပြီးနေ့လိုက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါအောင်မယ်။စက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်တူရနိုင်ပြီးအနောက်တောင်မုတ်တုံးလေးဟာအကောက်ရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ ။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူတဲ့နယ်မုံတမကွေးတို့ဘက်မှာအနောက်အနောက်တောင်ဘက်ကလေဟာတနင်္သာရီကိုမိုင်20ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်ကနေလိုင်းကြီးနိုင်ပါတယ်။ရခိုင်ကန်ယူတဲ့နယ်မြို့ဝကျုံမော်ဒေသတွေမှာအနောက်အနောက်တောင်ဘက်ကလေဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရော်ရီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်တနင်္သာရီတိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင် မနက်ဖြန်စက်တင်ဘာလ30ရက်နေ့တွင်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိတ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အသင့်တင်ကနေတိတ်ထူထနိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကမ်းရိုးတန်းမှာအနောက်အနောက်တောင်ဘက်ကလီဟာတနအီကိုမိုင်30ကနေမိုင်40ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြဝချုံမော်ဒေသတွေမုတ်တမခွေတို့ဘက်မှာ အနောက်အနောက်တောင်ဘက်ကလေဟာတနအီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ကနေလှိုင်းအထက်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရော်တိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်မှာနေရာအကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။ကယင်းနီပြည်နယ်ပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။ Radio NUG မှဆက်လက်အတန်းလှည့်ပေးနေပါတယ်။အခုတော်လန်ရေးပြားအစီအစဉ်မှာမောင်မောင်ငိမ့်အေးရေးထားပြီးလွတ်လပ်ွေဦးဖတ်ထားတဲ့စစ်ကိုတတော်ချစ်တယ်ဆိုတဲ့တော်လန်ရေးပြားကိုနားဆင်ကြမှာဖြစ်ပါရဲ့ရှင်။စစ်ကိုကျွန်တော်ချစ်တယ်။စစ်ကစစ်ကိုစစ်ချတော်နိုင်တယ်။စစ်ကစနစ်တစ်ခုကိုစစ်ချတော်နိုင်တယ်။စစ်ကလူတွေကိုစစ်ချတော်နိုင်တယ်လို့ ငွေနဲ့ဖြစ်စီအာနာနဲ့ဖြစ်စီ အတိုင်းအဝိုင်းနဲ့ဖြစ်စီလူအချို့ကလဝကြီးအုပ်ထားတဲ့အရာမှန်သမျှကိုလဲစစ်ချသွားနိုင်ပါတယ်ရုပ်ဆော့အဆုံးခမားပါလဲသူပါလဲကျွန်တော်ပါလဲစစ်ကစစ်ချနိုင်ပါတယ်အခုတော့ရှိတယ်စစ်ကစစ်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 ညီနေအောင်စစ်မှဖြစ်ပါမယ် စစ်ကစစ်စစ်စစ်မမီပဲမစစ်တစစ်ဖြစ်နေရင်တော့ပြည်သူတွေတစစ်စစ်နာမှာပဲတိုင်းပြည်လဲတစစ်စစ်နာမှာပဲစစ်ကစစ်အယောင်ဆောင်ထားရင်စစ်ဟာဘယ်တော့မှမပြီးနိုင်တော့တလို့ငြိမ်းချမ်းရေးဟာလဲစစ်လို့မစစ်တော့ဘူးလေခိုးနေရမှာတစစ်စစ် ဒီနေရာမှာလဲတစစ်စစ်နဲ့စစ်ကြောင့်နာကျင်နေကြသူအားလုံးစစ်ကိုစစ်စစ်စစ်ဖြစ်ချင်ကြပါမယ်စစ်ကြောင့်ပျော်ရွှင်နေကြသူတွေကတော့စစ်ကိုစစ်စစ်စစ်ဖြစ်မှာစိုးရိမ်နေကြစစ်ကစစ်စစ်ဖြစ်နေမှကာလတစ်ခုအလွန်မှာတိုင်းပြည်ဟာတိုင်းပြည်အစ်စ်လူတို့ဟာလူတို့အစ်စ်စနစ်ဟာစနစ်အစ်စ်ပစ္စုပန်ဟာ ိဿုပ်ပံအစ်စ်အနာကဟာအနာကအစ်စ်ဖြစ်နေတယ်စစ်ကိုစစ်စစ်စစ်ဖြစ်ဖို့ကျွန်တော်တို့ကိုယ်ထဲကသွေးတွေစစ်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 မြည်အောင်လှက်ပနှွေးထွေးစီးဆင်းနေရမယ်စစ်ကိုကျွန်တော်ချစ်ပါတယ်စစ်ကစစ်မဖြစ်အောင်အလုံးစစ်သွောင်းစစ်ချနိုင်တယ်မဟုတ်လား ရေဒီယိုအန်ယူဂျီပရိသတ်များရှင်အခုတော်လည်းသိဂီတာအစီအစဉ်မှာကိုကူရေးထားပြီးရေဘက်ကဖန်နိုင်တီဆိုထားတဲ့ယုံတရားခီးဆိုတဲ့တော်လည်းသိတဲ့ချင်းကိုနားဆင်ကြမှာဖြစ်ပါရဲ့ရှင် ရေပြင်းနဲ့ခွေတိုက်ခိုက်လို့မဆုံးနိုင်တဲ့ညီကိုရေပြင်းလင်းနဲ့နာကိုရမေခေချပြီယောနီတဲ့မိုးတီပါခွေအစ်တတ်တဲ့မြေတားရီယာလူရီမရှိရမယ်အလုံးကဧဒေဒေချိန်တိုင်းခွေရ 去。 ရေဒီယို UNG ပြည်သက်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတပတ်တွင်းသတင်းများကို PNK ဘာသာဖြင့်ခုရေမှတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ ဘောမှုဖက်စီလောပြီတမှုပစင်ခွန်ရအရှုခဲရေဒီယိုအန်ယူဂျီကယာလီကေတနူရကူရီကြာရင်နဟိဆုထေလူပဲစီနာကယာလီငူနပါဘာမာခုရဲနဘရဲဂလူရရီကြာရင်နမှာတခြားတဲ့ပါအင်ကြီးရင်နတတရာခုလောက်ပါလုံးနေတင်နာဒေါရှုဖူးစင်နာမှာအုံတော့တို့ KNTF တခြားတဲ့ပါအင်ကြီးကလီယာဒူခုခူရီဒူအလေးဟင်းနီဒရီကြာရင်နဟိဆုထေလူပဲစီပါတခြားတဲ့ပါအင်ကြီးအရှိခဲရင်နမှာ တတရားခုလောက်ပါလုံနီဒီနာဒေါ်ရှိုဖူးဤနာမအူနော်တို KNDF ကလီအတူခုခူရီဒူဤနာရောပိစတဲ့ပါလဲရှင်နာဒါငင်အရှိခဲအလင်းမြချီရှူနီဒီနာ KNDF တရရင်အမတ်ဆီယိုကလီဖူးစင်နအခဲအဟီတာနီကတူဖူးဤနာပဲတခြားတဲ့ပါအငီးဤနာမဒေါ်ရှိုဖူးစင်နတတရားခုလောက်ပါနီဒူဖူးနာပဲမြဘီကေတိပေပေတနေဘီကေတိပေပေတတရားခုလောက်ပါလုံနီဒူဖူးနော ဖွင့်လာတော့ဖေမြချူနီတီအစီအင်းနမအလိုဒူနီတူဖွင့်လို့ KNTF တခြားတဲ့ပိုင်းကြီးကလေးဒူခုခူရီဒူရင်လာတော့အဟိတာဂန်နီတီရင်လာပြန်တခြားတဲ့ပိုင်းကြီးရင်တော့ TK ဖူစီဟယ်ရီနမအလိုဒူနီတူဖွင့်လို့ထဒေါ်ရှူဖူ TK ဖူစီတတ်တထူချာနီတင်အိုတိုဟိနမမတီအရိကြတိပေပေတပိချာစီနာမအိုနော့တိုတဆူစင်ငီနီတီရင်လာပြန် TK ဖူစီတေဟဒီရဲတေထူချာနီတီစီနုတာယူနီတီဟိနာမှာ တခြားတဲ့ပအင်ကြီးနုတပိချာစီနာမောဘဲနိုတို့ဖွင့်လာရောကြာသူစဉ္ညာနေတီတီကေဖူးစီအခုဖွင့်လို့ထအဂျီရီဘဲနီဂျီအင်ကြီး KNDF ကလီအတူခုခုရီဒူရင်လာရောတထူချာဟိတာကန်နီဒီနာဗရေဘေးတမြချီနီဒီလူပွဲကူရင်နာမ KNDF တိုင်ရင်အမတ်ဆူဆူတခြားတဲ့ပအင်ကြီးအစီလီမဲနီဒီအရှိခဲစီမြမြတီပဲနီဒီနာတပြတဲ့ရှယ်စီနာအလိုနီဒီစီရင်တတရာခုတေးစီတချာနီဒီနာအခဲ တခြားတဲ့ပိုင်းငေကလျာဒုခုခုရီဒူရင်တော့အလူနီဒီစင်းနမြန်မာဘင်တရားနီဒီထဒညာဟီလီပလိုကာကေဆာနီဒီနာတခြားတဲ့ပိုင်းငေယူကလယူကလိုနီဒီစင်းနဟေတာကန်နီဒီပုန်ဟိနမဆင်ငနီဒီနာတရီတဲ့ကြာရင်လာပြန်ကရလီကေအပလက်ကွယ်ရွှေခဲတပရီနီဒီအငေကောက်စီဗရမောနာပကြပူဆန်ငေမာဘူရင်တော့ပတရီနီဒီပုန်ထ ကယာလီကေပရမောစီတဲဆူဟူယင်နအယစနီဒီတဲဆူဖူအရိယာယင်ဟစ်ဆူထေလူပဲစီပါကယာလီကေပလက်ကိုရှေ့ခဲတပတ်ရီနီတီအငေးကောင်းစီပရမောနာ ပကြဲဖူဆယငေးမဖူယင်နာရော ပတ်ရီနီဒီဖူနောထကယာလီကေပရမောစီတဲဆူဟူယင်နာရောအဘမှုခရာနီဒီတဲဆူဖူနာပါဟိနမဒီလူထီနီဒီယင်နာပရေဘေးတဲဆူယင်နာမဘမှုလူနီဒီဘေးအော်တိုဘာလက်အဘမှုနီဒီဆူလဲခါလီဖူနောထ ဖမောနာပကျေဖူးဆန်ငေလေလဒူဘနီတီတဆစ်တဖဲငေအခွာရစီနမေချူနီတူဖုနထမေဒူချာဒူချာဘေနီတီငေအစီမမမင်တရားနီတူဖွေနာပဲစိတ်ဟချာနီတွေတဲ့ဆူနဟေနာမတပဒရီအငေအပစင်နာတဖြစ်တမေဂျန်တာတဟေစီလေမေချူနီတီတိကေဖူးတမေစီနဆက်ပလော့ပါနီတီဟေနာမအနာဘေဘာနီတီရှီနာစီယောနာခါရှိခရယာတဆစ်တဖဲအဒူအတိုယင်းနော ဖထူနီတူဖုန်ဟိနမဆင်ငင်းနီတူစီဟာချာနူနီတူတက်ဆူနဟိနမလစ်ကနူပဲနီတိုင်ငေအင်တာဗျူးရနမဘီထူချီနီတူဖုန်ထူအထူချီနူချာနီတူတက်ဆူဖုန်နီရှင်နာအပရဆူဆူခါလီပါဖုန်အဒဆူဆင်ငင်းနီတူရင်လာပရေလေကြာချန်နီတူတက်ဆူလီပါစီနမအနာနီရီနီရှင်နာညာနာစတမလဲနီရှင်နာညာယီနူအပိတန်လိုလနီတူဖုန်ထူပဲဆူချီနီတူဖုန်ဟိနမဆင်ငင်းနီတူ အလီနူချာနီဒီနာမအလာနီရီနေရှင်နာညာနာစတဲ့မာလဲနေရှင်နာဒါငီနုအကြစုကခေဆာနီဒူပါဖုန်နထအဘေစနာဟုတ်ကိုစေတဖြစ်တဲ့မေအငဲတကြတဲ့အိုနီဒူပရမောစင်နုအဆုံလူတနီနီဒူဖုနာပါဟိနမစင်ငီနီဒူနာ တရီတေကြရင်နာပဲ ွန်ယာဟိဆုထေလူပဲစီရေဒီယိုအန်ယူဂျီတန်လူယကိုရီကြမှာထူနီကြန်ဒီပေဟောနီဒာနီဒီပိုအမှုဖက်စီလောပလီအိုမိုရာတူယာတဆယ်နီလောဒီပိုနတ်တဖေပါနီတေဘွေတတရေရေဒီယိုအန်ယူဂျီရဲ့သောတာရှင်မိဘပြည်သူများရှင်ကျမတို့ Radio NUG ရဲ့မနက်၈နာရီခွဲနဲ့ည၈နာရီခွဲတနေ့နှစ်ကြိမ်လိုင်းတူထုတ်လွှင့်မှုတွေကိုအောက်တိုဘာလဆန်းကစတင်ပြီးရန်နာတော့မှာဖြစ်တဲ့အကြောင်းအသိပေးအပ်ပါရရှင်။ လာမယ့်အောက်တိုဘာလ၁ရက်နေ့ကစတင်ပြီး Radio NUG အစီအစဉ်တွေကို Facebook, YouTube, Spotify, TikTok နဲ့ live.radio.ng.org internet တို့ကနေပုံမှန်အတိုင်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်အစီအမပြတ်နားဆင်နိုင်ကြပါကြောင်းအတိအပေးတင်ပြအပ်ပါတယ်ရှင်။ဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်တွေကိုခਿੱတရရနိုင်ပါမယ်။ မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာစက္ကန့်တသမဂူဂိုမီဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာစက္ကန့်တသမ6လေးမီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။